တိုင်းသိပြည်သည့်လူအများသိတဲ့နဗန်းဆံမှာဆရာကြီးရွှေပြည်ဆက်ဆိုပါတယ်။နဗန်းဆံဘာလို့ကြော်တယ်လဲ။အတန်သာလို့ကြော်ပါတယ်။အမှန်ပါတယ်။ကြော်ကြတဲ့သချင်းတွေတော်တော်များများရဲ့အဓိကကြံ့အင်လက္ခဏာကတန်စင်ဖြစ်လေရှိပါတယ်။ဒါပေမဲ့တန်စင်ကောင်းယုံချိုတာယုံနဲ့ရင်မလုံလောက်ပါဘူး။စာသားပါကောင်းမှလူတွေရဲ့ယင်ထဲမှာတတတဆွဲမြဲလေးရှိပါတယ်။စာသားကောင်းတယ်ဆိုရမှာလဲများသောအားဖြင့်ကတော့အမှုအလှတွေအတီအခက်တွေဖြစ်လေရှိပါတယ်။ စာပေစံတတ်ပါတယ်။ပညာရှိတို့ရဲ့ပစ္စည်းများတပွဲတင့်တင့်တဲတဲခန့်ခန့်ညာညာဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒီနဘန်းဆန်တခြင်းကတော့အဲ့ဒါလို့မဟုတ်ပါဘူးဗျာ။နဘန်းဆန်တခြင်းထဲမှာစာကြီးပေကြီးတွေက စကလုံးမျိုးတွေမပါပါဘူးဗျာ။ဘလို့စာသားမျိုးတွေလဲဆိုတော့ ကဲကြည်ပါအခုကြားရတဲ့အတန်ကရွာထဲမှာအော်ဟစ်နေတဲ့အတန်မျိုးတွေပါအဲ့အဲ့လိုအတန်မျိုးတွေကိုလည်းတစ်လုံးနှလုံးနဲ့ထည့်ပြီးတော့ဖွဲ့ထားတာမဟုတ်ပါဘူးညာတပုတ်လုံးလိုလိုပါပဲဟောဒီမှာထပ်ပြီးတော့နားထောင်ကြည့်ပါဦး ိုင်ဘာနဲ့တူပါသလဲရွာထဲမှာကလာသားတွေဟီလာဝါလာနဲ့ဝိုင်းဖွဲ့ပြီးအော်ဟစ်နေကြတာနဲ့မတူဘူးလားဗျာလူတွေပြောနေကြဆိုနေကြစကလုံးတွေအတန်နေနေကြပဲဖွဲ့ထားတာပါရက်ထဲရွာထဲမှာကြားနေကြအတန်နေနေကြပဲဖွဲ့ထားတာပါအဲ့ဒီတော့တချင်းနှထောင်နေသူတွေနဲ့တချင်းဟာလွယ်လွယ်ကူကူပဲယဉ်ဤကျွမ်းဝင်သွားပါတယ်ပါဇက်မှာအလွယ်တကူဆွဲမြဲစေပါတယ်ယဉ်ဤကျွမ်းဝင်တဲ့အတွက်အချစ်ပိုကြပါတယ် ဲ့ဒါဟာနဗန်းဇံနာမည်ကြွားခြင်းရဲ့အဓိကအကြောင်းရင်းပါပဲခင်ဗျာဟေးစားကြမယ်ကျထရော်ထဲမှာပြောနေကြအတန်နေနဲ့ဖွဲ့တယ်ဆိုရမှာလဲကြေးလက်တခြင်းမြမဆန်းဆန်းတခြင်းမို့မြမဘာသာမြမစကားတန့်တန့်ပဲဖြစ်ရမယ်လို့ယူသီးတာမျိုးမရှိပါဘူးရက်ထဲရွာထဲမှာ ရွာသားတွေတုံးနေကြဖြစ်နေတဲ့နိုင်ငံခြားဘာသာကနေမွေးစားထားတဲ့စကားလုံးမျိုးတွေကိုကြတော့ရဲရဲကြီးယူသုံးထားပြန်ပါတယ် once more ဆိုတာအင်္ဂလိပ်စကားလုံးမှာနောက်တစ်ခါထပ်ဆိုပါအောင်ဆိုရင် once more once more ဆိုပြီးတော့ order တာဟာဗမာစကားလိုဖြစ်နေတဲ့အရက်စကားပါဟောဒီမှာနောက်ထပ်စကားလုံးတစ်လုံးကိုဘလောက်များရဲရဲသုံးထားသလဲဆိုတာကိုလည်းနားထောင်ကြည့်ပါဦးပါလာရဲ့အစားဝါရဲ့လာခရယ ာလကထမင်းစားပြီးပေမဲ့မကသေးပါဘူးတုတာဝင်ကအကနဲ့ဖြောဖြေရမှာမို့နေရည်သားမခိုးနဲ့ကပါလို့ပြောပေမဲ့နှစ်ခါပြန်ပြန်ခေါ်နေရပါတယ်တဲ့တယောက်နှစ်ယောက်ကပေါ့စုချမှကမဲ့ပုံ ဖြစ်နေပါတယ်တဲ့ပေါ့စုကလည်းဗမာစကားမဟုတ်ပါဘူးနိုင်ငံခြားစကားပါဟင်ဒီစကားဘင်္ဂါလီစကားဖြစ်ပါတယ်သူတို့အတန်တော့နဲ့ဆိုလို့ရှိရင်ဘောက်ရှက်လို့ခေါ်ပါတယ်အဲ့ဒီစကားလုံးကိုအရက်ထဲမှာတုံးနေကြအတိုင်းပေါ့စုလို့ထည့်သုံးထားတာဖြစ်ပါတယ်ဗျာ တချင်းစာသားတွေကရက်ထဲရွာထဲမှာပြောနေကြအစကားတွေနဲ့တူလွန်းလို့ယင်းဤကျွမ်းဝင်လွန်းလို့ဒီတချင်းမျိုးများကွာငါတို့တောင်ဆက်တက်တာပေါ့လို့တောသူတောင်သားကအစအထင်မှတ်တတ်ကြပါလေဒါပေမဲ့ဒီလိုစာသားမျိုးတွေကိုဒီလိုတန်စင်တွေနဲ့ကွက်တီဖြစ်အောင်ဆက်ဖို့ဆိုတာဘယ်မှာလွယ်နိုင်မှမလဲဗျာဒါအပြင်မှာတိနေနားရင်နေပေမဲ့အတိတ်ပဲဖွင့်ယူမှတိတိချာချာသဘောပေါက်မဲ့ဝဟာရမျိုးတွေကလည်းတော်တော်များများပါနေပြန်ပါသေးတယ် ပထမဆုံးပြောရမယ်ဆိုလို့ရှိရင်တချင်းနာမည်တပန်းဆန်ဆိုတာကဒီနေ့ခေတ်မှာတော့အတိတ်ပဲဖွင့်ယူရမယ်စကားမျိုးပါဆရာကြီးဒေါက်တာဦးထွန်းတင်ကိုမိထားပါဗျ။နပန်းဆန်ဆိုတာကတော့အေးဒါကဟိုတကယ်တော့လေတုံးတော့တုံးနေကြတာပါနပန်းဆန်ဆိုတာလူတိုင်းဟိုလူတုံးဒီလူတုံးမိန်းကလေးတွေတုံးယောက်ျားလေးတွေတုံးအော်အတိကြတာပဲအားလည်းလို့ပြောရတာနည်းနည်းထွေသွားရင်ထွေသွားမှာပေါ့နော်နပန်းဆန်ပြောတော့ပြောကြတာပါအဲ့တော့ နဘန်းဆိုတာလေးအစပြောရင်တော့နဘန်းဆိုတာနားရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဆောင်နဘန်းပေါ့အဲ့တော့နားရဲ့ရှင်းနာနားရဲ့နောက်နာအဲ့ဒါလေးကနဘန်းပဲအဲ့နဘန်းမှာခြားထားတဲ့ဆံဟာနဘန်းဆံပဲပေါ့လေဆရာဒီပန်းကနော်နားကိုပန်းပြီးတော့ကြတယ်အဲ့သဘောပေါ့နော်ဆရာအဲ့ဒီကြတာပေါ့နားကိုပန်းတဲ့သဘော ဖြစ်တာပေါ့ဒါမဟုတ်ရင်ဟာပန်းတဲ့သဘောဆိုရင်လည်းမှန်တာပါပဲအာပန်းတာမဟုတ်ပါဘူးပန်းဆိုတာပတ်တော့နာတဲ့ပန်းဆိုတာဟာ ပတ်သောတတ်တတ်ပတ်ထန်တယ်လေအတူတူပါပဲလို့ပြောရင်နားရဲ့ပတ်ဝန်းကျင်ဟာအဲ့ဒါနပန်းပေါ့ဗျနားရဲ့ပတ်လေကဟာနပန်းပေါ့ဆရာဘေးကနေပတ်တယ်ဆိုတော့ကြတော့ဟိုကျွန်တော်တို့ဒီအဲတခါတလေမှာဟိုတက်တက်မတိုးကျင်လို့ဟိုကြွေပြီးတော့ရှောက်တဲ့အခါမျိုးမှာဘေးကနေပန်းရှောက်တယ်ဆိုတော့အဲ့ပန်းနဲ့အတူတူပဲဖြစ်မှာပေါ့နော်ဆရာအတူတူပဲအဲ့အတူတူပဲပတ်တာနဲ့ပန်းတာနဲ့အတူတူပဲဘေးကနေမတွေ့ကျင်လို့ပန်းတယ်ဒါမှနွားအုပ်ကြီးပြေးသွားတယ် နွားကြီးပြေးသွားတဲ့အခါကျတော့နွားចောင်းသားကသူ့နွားဥကြီးကိုတားကျင်တယ်တားကျင်တဲ့အခါကျတော့အဲ့ဒီမှာရင်မလုပ်လဲဆိုတဲ့အခါကျတော့အဲ့နောက်ကနေပြီးတော့ဟိုဒုတ်ကြီးနဲ့လိုက်နေရင်ဘယ်တားလို့ရမလဲဒုတ်နဲ့လိုက်လိုက်ပြီးပြေးလိဖြစ်မှာပေါ့အဲ့တော့မလုပ်ရလဲပန်းပြီးတော့လိုက်ရတာပေါ့နွားဥကြီးဟိုးဘေးကနေဘေးကနေပန်းပြီးတော့ရှစ်ကိုရောက်အောင်သွားပြီးတားမှရမှာပေါ့အဲ့ဒါကိုပန်းတာနဲ့ပတ်တာနဲ့တူတူပါပဲ ဖန်နက်စ်လာပတ်ထားပါပဲဒါကြောင့်ကျွန်တော်တို့အဲလူတွေကြတော့ဘောင်းမီတွေပါတယ်ဝတ်တဲ့ခါမှာမကျွတ်အောင်ဆိုခါးလေးမှာပတ်ထားတဲ့ကပတ်ပေါ့ခါးမှာပတ်လို့ကပတ်ပေါ့ဖုံးကြီးတွေပါတယ်ကြတော့လည်းပဲခါးမှာပတ်ထားတာပဲဒါပေမဲ့ဖုံးကြီးကြတော့ပန်းထားတယ်လို့ပြောပြီးခါးမှာပတ်တဲ့အရာဖုံးကြီးမှာကြတော့ကပန်းကျိုးဖြစ်သွားတာပေါ့ဗျပတ်ထားနဲ့ပန်းနာနဲ့အတူတူပါပဲအဲ့တော့ဒီမှာနှစ်ပန်းဟာနားရဲ့ပတ်လေဟာနှစ်ပန်းပေါ့ <laughs>